မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှစ်ဖြာချမ်းသာစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်မကတော့စင်စင်ပါပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ် ထားတဲ့သဘောထားကိုလင်းနဲ့စွာဆန်းစစ်သုံးသပ်ကြဖို့အန်ယူဂျီယာယီသမနာကတိုက်တွန်းခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။နိုင်ငံကတိုင်းဝမ်အနေနဲ့စစ်ကောင်စီရဲ့ငြင်းငြင်းရေးဆွေးနွေးပွဲများအပေါ်ထားတဲ့သဘောထားကိုလင်းနဲ့စွာဆန်းစစ်သုံးသပ်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရယာယီသမနာဒူဝါလက်ရှိလာကဧပြီလ22ရက်အစိုးရဘက်အစည်းအဝေးမှာတိုက်တွန်းပြောကြားခဲ့ပါတယ်။ပြည်ရင်းညဉ့်ညဉ့်ရေးဆွေးနွေးပွဲတွေမှာပြည်သူလူထုရဲ့အဓိကလူလားချက်တွေကိုလစ်လို့ရှုမထားဖို့တော့ကျွန်တော်တို့အားလုံးအာရုံစိုက်ကြရမှာဖြစ်ပါတယ်။ ီရင်းညဉ့်ညဉ့်ရေးဆွေးနွေးပွဲတွေဖြစ်မြအောင်တွန်းအားပေးနေတဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လဲစစ်ကောင်စီရဲ့ညဉ့်ညဉ့်ရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့သဘောထားကိုလေးနက်စွာဆက်ဆက်သုံးသပ်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်လို့ယာယီသမ္မတကပြောကြားခဲ့ပါတယ်။စစ်ကောင်စီအနေနဲ့လည်းမြန်မာနိုင်ငံမှာဘလို့စစ်အုပ်ချုပ်ရေးနဲ့မဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတာကိုနှစ်ပေါင်း80ကျော်ကြာပြည်ရင်းစစ်ကတက်တေပြနေတာကိုပြန်လည်သုံးသပ်ပြီးသဘောပေါက်နားလည်ဖို့လိုအပ်တယ်လို့ယာယီသမ္မတကပြောကြားခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင်တွေအနေနဲ့လည်းခန္ဓာအလိုက်ဆိုင်ရာဆိုင်ရာနယ်ပယ်များတွင်တာဝန်ယူထားကြတဲ့တော်လှန်ရေးတာဝန်တွေနဲ့နိုင်ငံရေးတာဝန်တွေကိုပါ ထိထိရောက်ရောက်ကြေပြွန်နိုင်ဖို့လိုပါတယ်။ဒါအပြင်အစိုးရအဖွဲ့ဝင်အချင်းချင်းအပြန်အလှန်ဝေမျှဖို့အပြန်အလှန်အထောက်အကူပြုကြဖို့နဲ့လက်တွေ့အကောင်အထည်ဖော်တဲ့လုပ်ငန်းစဉ်တွေမှာထိရောက်ဖို့ညှဉ်းဆန်းဖို့အမျှော်မြင်ရှိရှိလှုံ့ဆော်ကြဖို့တိုက်တွန်းလိုပါတယ်လို့ယာယီသမ္မတကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အချို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ရဲ့အနေနဲ့ကိုကျိုးစီးပွားကိုဦးစားပေးလာခြင်းတွေ တွေ့ရှိရတဲ့အပေါ်စိတ်မကောင်းဖြစ်ရတယ်လို့ NUG ပြောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အချို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ရဲ့အနေနဲ့ကိုကျိုးစီးပွားကိုဦးစားပေးလာခြင်းတွေတွေ့ရှိရတဲ့အပေါ်စိတ်မကောင်းဖြစ်ရတယ်လို့မြို့သားညီညွတ်ရေးအစိုးရပြောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကဧပြီလ24ရက်ဂျာကာလာဒေသန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ ူလတော်လိုင်းရီဟိမန်းချက်များအပေါ်အားဆိုင်မှုနည်းလာပြီးအာဏာအလွဲသုံးစားပြုခြင်းဗဏ္ဍာငွေများကိုမယုံမသားစီမံခြင်းနဲ့ကိုကျိုးစည်းဝါကိုဦးစားပေးလာခြင်းများတွေ့ရှိရတဲ့အပေါ်စင်မကောင်းဖြစ်ရတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်တော်လိုင်းကလာအတွင်ဂျာကလာအုတ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရမှာအခက်အခဲများစွာရှိခဲ့တော်လဲအုတ်ချုပ်ရေးလေဟာနယ်မဖြစ်စေဖို့နဲ့ပြည်သူဝန်ဆောင်မှုကာကွယ်စောင့်ရှောက်မှုများပေးနိုင်မှုတိုးပန်းခဲ့ကြသူများကိုကျေးဇူးတင်ရှိရလို့လဲပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ပြည်သူတွေနဲ့အတူတိုက်ပွဲဝင်မှုပြန်ရောက်လာပြီလို့ပြည်အောင်စုဝန်ကြီးဒေါက်တာဇော်ဝင်းစိုးကပြောကြားခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။ပြည်သူတွေနဲ့အတူတိုက်ပွဲဝင်မှုပြန်ရောက်လာပြီဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရဂျမိုင်းဝန်ကြီးဌာနနဲ့ပညာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါက်တာဇော်ဝင်းစိုးက PPTV ကိုပြောကြားခဲ့ပါတယ်။စကားစအခက်နှွေဦးတော်လန်ကြီးအချက်ပြည်သူအတွက်ကျွန်တော်ပြန်ရောက်လာတာပါ။ပြည်သူတော်လန်ကြီးမှာပြည်သူနဲ့အတူရှိရမှာကျွန်တော်ရဲ့ခံယူချက်ပဲဖြစ်ပါတယ်။ ပြည်သူနဲ့အတူနေအတူသွားအတူစားအတူတူတိုက်ပွဲဝင်မှုအဆင်သင့်ရှိပါတယ်လို့ပြည်အောင်စုဝင်ကြီးကပြောကြားခဲ့ပါတယ်စကားစအခက်နှွေဦးတော်လန်ရေးအချက်ပြည်သူအတွက်ကျွန်တော်ပြန်ရောက်လာတာပါဒါအပြင်မြေပြင်မှာရောက်ရှိနေပြီးတော်လန်ရေးရဲ့အဆုံးသက်တိုက်ပွဲမှာပါဝင်ကြဖို့ဖိတ်ခေါ်တယ်လို့ပြည်အောင်စုဝင်ကြီးကပြောကြားခဲ့ပါတယ် ပါဝင်ညဆွလွတ်ကြတိုက်ပွဲဝင်ညကိုဖိတ်ခေါ်ပါတယ်တော်လှန်ရေး CDM ကျမ်းမာရေးစောင့်ရှောက်သူများဤတွင်ဤပါကျမ်းမာရေးစောင့်ရှောက်သူများအလုံးကိုဒီနေရာကနေပါဝင်ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်မြေပြင်မှာရောက်ရှိပြီးတိုက်ပွဲဝင်နေပါတယ်အယိုးနဲ့ထိခိုက်တံရွက်ဆိတ်မှုတွေအုံနောက်နဲ့အာယုံရောဆိတ်မှုတွေ အခြေခံစီးပညာသင်ကြားမှုတွေစိုးမိုးဒေတာတွေမှာပါဝင်လှုပ်ဆောင်နေကြပါတယ်အထူးကုပညာတွေကိုလည်းစတင်သင်ကြားပေးနေဖြစ်ပါတယ်စစ်အာဏာရှင်အောက်ကအလုံးစုံတို့မြောက်ပြီးတိုက်ပွဲမှာမြမသမိုင်းမှာကြီးတချင်းကြီးတစ်ခါပဲရှိမယ်တော်လန်ရည်ရဲ့အစုံဖြတ်တိုက်ပွဲမှာပါဝင်ကြပါလို့ဖိတ်ခေါ်လိုပါတယ် ငါတို့အသွေးအသားအသက်တွေနဲ့ဆုံးဖြတ်ဆုံးသားတဲ့လူမြောက်တဲ့အီဂျန်တာယာတဲ့တရားမျှတမှုရှိတဲ့ Federal Democracy နိုင်ငံကိုဒီဆောက်ကြဖို့အတွက်ပါဝင်ရပါဆွတ်လွတ်ကြပါတိုက်ပွဲဝင်ရပါသိခေါ်ရပါလေရေးတော်ဘောင်ရဆရာနာရှင်အောက်ကအလုံးစုံလူမြောက်ရေးတိုက်ပွဲမှာမြမတမိုင်းမှာ ီဒီချိန်ဒီတစ်ခါပဲရှိမဲ့တော်လန်ရေးရဲ့အစုံသက်တိုက်ပွဲမှာပါဝင်ကြပါလို့ဖိတ်ခေါ်လိုပါတယ်။ငါတို့အသွေးအသားအသက်တွေနဲ့ဆွန့်လွတ်ဆွန့်စားခြင်းတွေနဲ့လွတ်မြောက်တဲ့အေးချမ်းသာယာတဲ့တရားမျှတမှုရှိတဲ့ Federal Democracy နိုင်ငံကိုတည်ဆောက်ကြဖို့အတွက်ပါဝင်ကြပါဆွန့်လွတ်ကြပါတိုက်ပွဲဝင်ကြပါလို့ဖိတ်ခေါ်အပ်ပါတယ်လို့ပြည်အောင်စုဝင်ကြီးကပြောကြားခဲ့ပါတယ်။ ထက်တလုံးမှာပြည်အောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကစုံမထိန်ချုပ်နေမြင်များရှိ PDF များနဲ့လိုက်လံတွေ့ဆုံတာထံရရဲဘော်တွေကိုကြည့်ရှုစောင့်ရှောက်မှုပေးနေပြီးတော်လိုင်းရဲအတွက်စီဒီအန်ကျမ်းမာရေးစောင့်ရှောက်မှုများအားလုံးကိုလည်းပါဝင်ကြဖို့ဖိတ်ခေါ်ထားပါတယ်ကျွန်တော်တို့ကိုယ်တိုင်မြေပြင်မှာရောက်ရှိနေပြီးတိုက်ပွဲဝင်နေပါတယ်အယိုးနဲ့ထိခိုက်ဒဏ်ရာခွဲစိတ်မှုတွေအုံနောက်နဲ့အာယုံကြောခွဲစိတ်မှုတွေအခြေခံစေးပညာတင်ကြားမှုတွေစုံမဒေတာတွေမှာပါဝင်လှုပ်ဆောင်နေကြပါတယ် အထူးကုပညာတွေကိုလည်းစတင်သင်ကြားပေးနေပြီဖြစ်ပါတယ်လို့ပြည်အောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြံဖက်စစ်တပ်ကလေးလအတွင်မန္တလေးတိုင်းထဲကနေနည်းရွယ်ကလင်းငယ်အပါဝင်ပြည်သူ၄၃ဦးကိုတပ်ဖြတ်ခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။အကြံဖတ်စစ်တပ်ကလေးလအတွင်မန္တလေးတိုင်းထဲက၄နှစ်အရွယ်ကလေးငယ်အပါအဝင်ပြည်သူ၄၃ဦးကိုတပ်ဖြတ်ခဲ့လို့နိုင်ငံရေးကျင်းသားများကွန်ရီဆောက်ရှောက်ရေးအသင်းကဧပြီလ၂၄ရက်ကထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးကျင်းသားများကိုညီဆောင်ရှောက်ရေးအသင်းမှကောက်ယူထားတဲ့သတင်းချက်လက်တွေအရ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေဧပြီလ24ရက်အထိမန္တလေးတိုင်းမှာအကြမ်းဖက်ဆဲအုပ်စုကအမျိုးသမီး22ဦးနဲ့အမျိုးသား21ဦးစုစုပေါင်း43ဦးကိုတပ်ဖြတ်ခဲ့ပြီးအဲ့ဒီထဲမှာအသက်၄နှစ်အရွယ်ယောက်ျားလေး2ဦးအပါအဝင်အသက်18နှစ်အောက်ကလေးငယ်6ဦးပါဝင်ကအဲ့ဒီထဲက32ဦးကလေကြောင်းတိုက်ခိုက်ခံလို့အများဆုံးသေဆုံးခဲ့ရတယ်လို့ AABB ကဖော်ပြထားပါတယ်။ ဧပြီလ21ရက်ကမန္တလေးတိုင်းတောင်သာမြို့နယ်တန်ပိုရွာတဲ့ကျေးရွာကိုမိထီလာ လေတပ်ကတက်လာတဲ့အကြမ်းဖက်ဆဲအုပ်စုကလေချောင်းကနေဆက်တက်လေထီပါရမိုတာတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ကျေးရွာအတွင်းရှိနေအိမ်တွေပေါ်ကိုကြောက်ရောက်ပောက်ကွဲခဲ့ရာဒေသခံကိုကျော်သူလေးကလေးငယ်မအေးမြတ်ဆန္ဒနဲ့မိခင်ဖြစ်သူဒေါ်တူးတို့၃ဦးကိုဘုံစားထိမှန်ပြီးနေရာမှာတင်ဆောင်ခဲ့ရပါတယ်။၂၀၂၁ခုနှစ်ဖေဖော်ဝါရီ၁ရက် မတရားဆက်အာဏာလူယူမှုဖြစ်စဉ်စတင်ချိန်မှ2025ခုနှစ်ဧပြီ24ရက်အထိအကြမ်းဖက်ဆက်အုပ်စုနဲ့လက်ပါစင်များကြောင့်လူယူတော်လိုင်းကာလအတွင်းတည်ဆုံခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူတွေနဲ့ပြည်သူစုစုပေါင်းမှာ6558ဦးရှိခဲ့ပြီလို့လည်း AABB စီးရင်တွေမှာဖော်ပြထားပါတယ်။ဒါအပြင်ဖမ်းဆီးခံခဲ့ရသူစုစုပေါင်း2965ဦးရှိပြီးအဲ့ဒီထဲက2165ဦးမှာထိန်းသိမ်းခံနေရဆဲဖြစ်က ထိမ့်သိမ့်ခံရသူများအနက်မှ1855ဦးမှထောင်ဒဏ်ချမှတ်ခံရတယ်လို့ဆိုပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြံဖက်ဆေအိုစုကရေထွက်ရွာကို Jet Fighter ဖြင့်လေကြောင်းကတိုက်ခိုက်မှုတွင်လာသားရွယ်ကလေးများနဲ့အမျိုးသမီးများအပါအဝင်ပြည်သူ32ဦးသေဆုံးခဲ့တဲ့တဲ့တင်ဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းပြည်ဦးလွေခရိုင်တပိတ်ချင်းမြို့နယ်ရေထွက်ရွာရှိဓာတ်စီဆိုင်အနီးကိုအကြံဖက်ဆေအိုစုက Jet Fighter နဲ့လေကြောင်းကနေတိုက်ခိုက်မှုဖြစ်စဉ်အတွင်း လာသားရွယ်ကလေးငယ်များနဲ့အမျိုးသမီးများအပါအဝင်ပြည်သူ32ဦးသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဧပြီလ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အကြံဖတ်ဆဲအစိုးရကဧပြီလ19ရက်မိုးလယ်တနာရီ7မိနစ်ခန့်မှာရေထွက်ရွာရှိဓာတ်ဆီဆိုင်အနီးကို Jet Fighter ဖြင့်ပေါင်ပေါင်900ဘုံးတီးနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဓာတ်ဆီဆိုင်နဲ့လူစီကားရနေရာကိုကြားရောက်ပောက်ကွဲခဲ့ရာလာသားရွယ်ကလေးများနဲ့အမျိုးသမီးများအပါအဝင်ပြည်သူ32ဦးသေဆုံးခဲ့ပြီး ပြည်သူ22ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒက်စီဆိုင်အပါအဝင်နေ24လုံးမိလောင်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဘုံချဲချတိုက်ခိုက်ခဲ့တဲ့ဘုံဒီနှလုံးအနက်ဒုတိယအလုံးကနေရင်တလုံးပေါ်ကိုတက်တက်ထိမှန်ခဲ့ရအဲ့နေမှာရှိပြည်သူများရဲ့ထိခိုက်မှုတိုက်စုံမှုတွေကိုစီးရင်ကောက်ယူဖို့အခက်ခဲဖြစ်ပေါ်နေပြီးပြည်သူ9ဦးကခနာကိုမရရှိတဲ့အတွက်တိုက်စုံသင်ရင်သွင်းခဲ့ရကြောင်းဖော်ပြထားပါတယ်။နောက်ဆက်တွဲအနေနဲ့ဒေသခံပြည်သူတွေစားဝတ်နေရခက်ခဲနေကြတာက ူဆွေးဝမ်းနည်းမှုကြောင့်မစားနိုင်မတောက်နိုင်ဖြစ်နေကြရကြောင်းပြည်သူတို့မှလည်းတခြားပုန်းခိုစရာနေရာများကိုထွက်ပြေးတိမ်းရှောင်နေကြရကြောင်းဖော်ပြထားပါတယ်။အကြံဖတ်ဆဲအိုဆွေရဲ့အဲ့ဒီဘုံကျဲတိုက်ခိုက်မှုအတွင်းလာသားရွယ်ကလေးနှစ်ဦးအမျိုးသားခုနှစ်ဦးအမျိုးသမီးဆယ်လေးဦးသမမတိသူကိုဦးစုစုပေါင်းပြည်သူ32ဦးတေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူ22ဦးရှိကအဲ့ဒီအချက်လက်တွေကဧပြီလ22ရက်ည23:00နာရီအထိနောက်ဆုံးရရှိထားသောအချက်အလက်များဖြစ်တယ်လို့ဆက်လက်ဖော်ပြထားပါတယ် လူ့ခွင့်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရက်လုံးဒန်းတူညီမျှမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးတည်ဟူသောဥတီချက်များကိုခိုင်ခိုင်မာမာလက်ကင်ဆွဲထားပြီးအကြမ်းဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုများကိုအပြစ်ပေးရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဆက်လက်ဖော်ပြထားပါတယ်ရှင်။ဆလာတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြမ်းဖက်ဆဲအုပ်စုကမလအတွင်းလူ့ခွင့်ရေးချိုးဖောက်မှုအကြိမ်ပေါင်း6ကြော်ပြုလုပ်ထားတဲ့တင်ပဲဖြစ်ပါတယ်ရှင်။ အကြံဖတ်ဆဲအုပ်စုကပြီးခဲ့တဲ့မလအတွင်းမြန်မာနိုင်ငံတော်ဝင်လူခွင့်ရေးချိုးဖောက်မှုပေါင်း641ကြိမ်အထိပြုလုပ်ထားတယ်လို့မြို့သားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဧပြီလ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီကောက်ယူထားတဲ့အချက်အလက်တွေမှာမလတရက်ကနေ28ရက်အတွင်းရရှိထားတဲ့အချက်အလက်များဖြစ်ပြီးမြေပြင်မှာယခုထက်ပိုမိုများပြားနိုင်တယ်လို့ဖော်ပြထားပါတယ်။မင်္ဂလေးတိုင်းဟာလူခွင့်ရေးချိုးဖောက်ခံရမှုအများဆုံးဖြစ်ခဲ့ပြီး123မှုအထိရှိခဲ့ပြီးဒုတိယနေရာမှာစကိုင်းတိုင်းနဲ့ တတိယနေရာမှာမကွေးတိုင်းတို့ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။အကြံဖတ်ဆဲအုပ်စုရဲ့လေချောင်းကတိုက်ခိုက်ခံရမှုအများဆုံးဒေတာမှာသခိုင်းတိုင်းဖြစ်ပြီး53ကြိမ်အထိတိုက်ခိုက်ခံရတယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင် ပြည်သူပိုင်နေအိမ်938လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့စာသင်ကျောင်း9ကျောင်းလည်းပျက်စီးခဲ့ရကြောင်းဖေဖော်ဝါရီလအတွင်းပြည်သူပိုင်နေအိမ်219လုံးပျက်စီးဆုံးရှုံးခံခဲ့ရမှုနဲ့နိုင်ရှင်မာကမက်လာအတွင်းပျက်စီးဆုံးရှုံးမှုမှာ3ဆကန်အထိမြင့်တက်သွားတယ်လို့ဆက်လက်ဖော်ပြထားပါတယ်။ တခြားသောချိုးပေါက်ခံမှုဖြစ်စဉ်များအဆုလိုက်ပြုံလိုက်တပ်ဖြတ်ခံရမှုများကြောင့်တည်ဆုံးသူအရေအတွက်နဲ့ပျက်စီးဆုံးရှုံးမှုများကိုလည်းစနစ်တကျမှတ်တမ်းတင်ထားရှိပြီးဖြစ်ကြောင်းနဲ့ပြည်သူတရက်လုံးဒန်းတူညီများမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးဆိုတဲ့ဥတီချက်များကိုခိုင်ခိုင်မာမာလက်ကင်ဆွဲထားပြီးအကြဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဧပြီလအတွင်းအကြံဖတ်စစ်ကောင်စီဘက်မှစစ်သုံးပန်းအဖြစ်ဖမ်းဆီးမြမိသူ152ဦးရှိနေတဲ့တွင်မှာဖြစ်ပါတယ်ရှင်။ဧပြီလရဲ့ပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာအကြံဖတ်စစ်ကောင်စီဘက်မှစစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိသူ152ဦးထိရှိနေရလို့ပြည်သူ့ဗန်နိုင်အဖွဲ့ကဧပြီလ24ရက်မှာထုတ်ပြန်ခဲ့ပါတယ်။စစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိသူတွေကသခိုင်းတိုင်းအတွင်းမှာ150ဦး၊တနင်္သာရီတိုင်းမှာတအုပ်နဲ့ ်မုံပြင်းနယ်မှာတအူးလို့ဖြစ်တယ်လို့ပြည်သူ့ဗန်းနိုင်အဖွဲ့အစည်းတွေကသိရပါတယ်။ဒါ့အပြင်ဧပြီလရဲ့ပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာပဲအကြမ်းဖက်စစ်ကောင်စီကိုစွန့်ခွာပြီးအလင်းဝင်ရောက်လာသူ22ဦးရှိပြီလို့လည်းသိရပါတယ်။အလင်းဝင်ရောက်လာသူတွေကစစ်သား18ဦးနဲ့ရဲ3ဦးလို့ပါဝင်ပြီးတော့စစ်သား18ဦးထဲမှာပဲခူးတိုင်းမှာ2ဦး၊ကရင်ပြည်နယ်မှာ3ဦး၊ချင်းပြည်နယ်မှာ6ဦး၊မကွေးတိုင်းမှာ2ဦး၊စကိုင်းတိုင်းမှာ2ဦး၊တနင်္သာရီတိုင်းမှာ2ဦးနဲ့ရှမ်းပြည်နယ်မှာ3ဦးလို့ဖြစ်ပါတယ်။ ရဲတုံးဦးကတော့ချင်းပြည်နယ်ကရဲတပ်သားတအုပ်နဲ့စကိုင်းတိုင်းကရဲတပ်သားနှစ်ဦးတို့အလင်းဝင်ရောက်လာခဲ့တာပါအဲ့ဒီဝင်ဝင်ရောက်လာသူ၁၈ဦးထဲမှာအာရမစစ်သားတဲ့စုဆောင်ခံရသူ၆ဦးပါဝင်တယ်လို့လည်းပြည်သူ့ဗန်နိုင်အဖွဲ့ရဲ့အစင်းတွေရသိရပါတယ်ရှင်ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ဒေါအောင်ဆန်းစုကြည်ဘဝတက်လျှောက်လုံးမြန်မာပြည်သူတွေအတွက်ပေးဆက်ခဲ့သမျှမေတ္တာတရားကိုဥညွတ်ဂုံပြုတဲ့အနေနဲ့ပြည်သူ့ဂုံရင်စုချီးမြှင့်ခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင် လူလူကောင်းဆောင်တော်ဆန်းစုကြည်ရဲ့ဘဝတစ်လျှောက်လုံးမှာမြန်မာပြည်သူတွေအတွက်ပေးဆက်ခဲ့သမျှမေတ္တာတရားကိုဥညွတ်ဂုဏ်ပြုတဲ့အနေနဲ့ပြည်သူ့ဂုဏ်ရည်စုချီးမြှင့်ခဲ့တာလို့ပြည်သူ့ဂုဏ်ရည်အသင်းဗဟိုလုံးမှုဆောင်အဖွဲ့ကထုတ်ပြန်ပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့ဘဝတစ်လျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူများပေါ်ထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဦးဆောင်မှုများအပေါ်ကျေးဇူးတင်ကစကားဆိုခြင်းနဲ့အကြံဖတ်ဆက်အနာရှင်ကိုဒုမထောက်ပဲချက်ချက်ခံတွန်းလှန်နေတဲ့စိတ်ဓာတ်ခွန်အားများကို ဥညို့ဂုံပြူခြင်းလည်းဖြစ်တယ်လို့ပြည်သူ့ဂုံရီအသင်းဘဝလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်လိုက်တာပါပြည်သူ့ဂုံရီအသင်းကမူလရွယ်ချက်ဖြစ်တဲ့မြန်မာပြည်တွင်းကစဂုံပြူသင့်ဂုံပြူထိုက်သူများကိုပြပရောက်တိုင်းရင်းသားမြန်မာမိသားစုတွေဝိုင်းဝန်းဂုံပြူကြတဲ့အစီအစဉ်ပဲဖြစ်ပါတယ်အဲ့ဒီအစဉ်လာတိုင်း2025ခုနှစ်စစ်ကြောင်ချိန်မြောက်ဂုံပြူသူဖြစ်အကျဉ်းချခံနေရတဲ့လူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်ကိုပြည်သူ့ဂုံရီအသင်းဝင်ဌာနခွဲများကရွေးချယ်ခဲ့ကြတာဖြစ်ပါတယ် မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ဒေါန်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားများနဲ့အတူတမျိုးသားလုံးစွတ်ကြုံဘဝလွတ်မြောက်ရေးအတွက်ပြည်သူ့ဂုဏ်ရည်အတင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမယ်လို့ဂရုပြုကြေညာထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့တဘဲရင်မြို့နယ်အတွင်းဂျပန်ဆက်ကောင်စီကတရက်ထဲမှာနေချောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်ခဲ့ရာအသက်73နှစ်အရွယ်ကလေးငယ်တအူအပါအဝင်ပြည်သူ၅ဦးသေဆုံးပြီး9ဦးထပ်မံနေထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့ပဲဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းရွှေဘိုခရိုင်တပည့်ရင်မြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီကဧပြီလ23ရက်နေ့တရက်ထဲမှာပဲလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့်အသက်73နှစ်အရွယ်ကလေးငယ်တဦးအပါဝင်ပြည်သူ9ဦးသေဆုံးပြီး9ဦးထပ်မံထိခိုက်ဒဏ်ရာရခဲ့လို့တပည့်ရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရပါဗျာ။တပည့်ရင်မြို့နယ်လက်လောက်တောင်ရွာရဲကိုဧပြီလ23ရက်နေ့မနက်09:40မိနစ်မှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အသက်73နှစ်အရွယ်ကလေးငယ်တအူအပါဝင်ပြည်သူ9ဦးတေဆုံးပြီး9ဦးထပ်မံထိခိုက်ဒဏ်ရာရခဲ့လို့ဆိုပါရတယ်။တေဆုံးသူ9ဦးမှာလက်လုံကြီးရွာကကိုစန်းစောကိုအောင်ကျော်ကျော်ဒေါ်ဆောင်ဒေါ်လုံးနဲ့မကျေဦးတို့ဖြစ်ပါတယ်။ဒါအပြင်တပည့်ရင်မြို့နယ်စိုင်ပြင်းအနီးစိုက်ပျိုးရေးရုံးထဲကိုဧပြီလ23ရက်နေ့ည9:25မိနစ်မှာအကြမ်းဖက်ဆက်ကောင်စီကစက်တက်လီတီပါရာမိုတာနဲ့ဘုံသီးနှလုံးကြဲကြဲတိုက်ခိုက်ခဲ့လို့ဆိုပါရတယ်။ တပည့်မျိုးနယ်အတွင်းဂျပန်စစ်ကောင်စီကတရက်ထဲနှစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးအခုရပိုင်းအတွင်းပြည်သူတွေကိုပိတ်မတ်ထားကလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်နေရကြောင်းပြည်သူတွေအနေနဲ့အထူးသတိထားနေထိုင်ကြဖို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ဂျပန်စစ်တပ်အနေနဲ့ဂျပန်မှုတွေရပ်တန့်မှုအမေရိကန်တောင်းဆိုခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ အကြံဖတ်ဆက်တဲ့အနေနဲ့မြန်မာပြည်သူတွေကိုအကြံဖတ်နေရတွေချက်ချင်းရက်တက်ပြီးလိုအပ်နေသူအားလုံးကိုအဟန့်တားမရှိလူသားချင်းစာနာမှုအကူအညီတွေဝင်ရောက်ခွင့်ပြုဖို့ဧပြီလ22ရက်ကကမ္ဘောဒီးယားနိုင်ငံမှာကျင်းပတဲ့38ကြိမ်မြောက် American ASEAN ဆေးပွေးမှာ American ပြည်အောင်စုအရှိအာရှနဲ့ Pacific Area ဘယူရိုအကြီးတန်းအရာရှိ CEO ဦးကတောင်းဆိုလိုက်တာဖြစ်ပါတယ်။အကြံဖတ်မှုတွေကိုချက်ချင်းရက်တက်မှုဗတ္တရားဖန်ဆီးထားသူတွေကိုပြန်လည်ပေးဖို့နဲ့ မြန်မာနိုင်ငံအမှန်တကယ်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေးအမေရိကန်ရဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်မလ28ရက်လောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာအသက်ဆုံးပါခဲ့ရသူများအတွက်ဝန်내ချောင်းနဲ့အမေရိကန်အနေနဲ့ရရှိကာလလူသားချင်းစာနာမှုဆိုင်ရာပံ့ပိုးမှုတွေဆက်လက်လှုံ့ဆော်မယ်လို့သူကပြောခဲ့ပါတယ်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကျုပ်ကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။